သိရလဲအဲ့ဒီနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်သင်္ခါရတရားကိုနိစ္စခြင်းနေမဲ့ဆင်ဘယ်တော့မှမရဘူးလို့မှတ်ပါသင်္ခါရတရားကိုနိစ္စခြင်းနေရင်ဒါဖြင့်ဒကာကျွယ်ကတိတုဩနိဗ္ဗာန်ရကြံလို့ရှိရင်သင်္ခါရတရားကိုအနိစ္စမြင်မှပဲရမှာပဲမှန်ပါပါ သင်္ခါရတရားကိုဘယ်လိုမြင်မှာပါသင်္ခါရတရားကိုအနိစ္စမြင်မှရမယ်လို့ဆိုတာစောစောစီစီမှတ်ထားပါပါသင်္ခါရတရားကိုမြင်ရပါပါအနိစ္စမြင်မှရမယ်အဲ့တော့ဟောနိဗ္ဗာန်ရဖို့အရေးဟာတကယ်ကြွေသင်္ခါရတရားအနိစ္စမြင်မှရမယ်လို့သေချာဟောတာပါပါ အဲ့ဒါအင်္ဂုတ္တပါဠိတော်မှာပါဠိလိုရွတ်နေလို့ရှိရင်တရားဓမ္မတွေယုံနဲ့နားမလည်မှာဆိုလို့မြန်မာလိုပြန်ပြောနော်။သောဝတ္တဘိက္ခေကိဉ္စိတင်္ခါရနိစ္စတောပတ္တတောဝတ္တစဉ်စစ်သောသောပုဂ္ဂိုလ်ဒီကိဉ္စိတင်္ခါရတစုံတစ်ခုသောတင်္ခါရတရားကိုနိစ္စတောနိစ္စအပြင်ပတ္တတောမြင်နေတဲ့ပုဂ္ဂိုလ်ဟာအနုလောမခန္ဓာသစ္စာလေးပါးကိုလျော်သော အနုလောကိကာယသစ္စာ၄ပါးကိုဆွေရောသောခန္ဒီယာနှစ်သက်ခြင်းပညာနှင့်သမ္ပန္နရတောပြည့်စုံနိုင်ပြီဝါသစ္စာ၄ပါးသိနိုင်ပြီဧတံဌာနံဤကြောင့်လက်ထိမရှိဘူးကွာသင်္ခါရအိဋ္ဌခြင်းနေလို့ရှင်နိဗ္ဗာန်ရလိမ့်မယ်လို့ငါကျေရကတဲ့တို့ဘယ်တော့မှမယူနဲ့အဲ့ဒီသင်္ခါရတရားကိုအိဋ္ဌခြင်းမလဲတဲ့ သမတ္တနိတာဆိုတဲ့သောတပတိမေရမယ်။သင်္ခါရရအိသမြမသောတပတိမေရမယ်။သောတပတိမေရမှာသောတပန်ပုဂ္ဂိုလ်ကဖြစ်ရမယ်။သောတပတိမေသောတပတိဖို့မရဘဲနဲ့လေ။တရားရင်မဲ့တရားရင်ဖို့အနာဂါမိမဲ့နာရင်ဖို့ရတ္တမဲ့ရတ္တဖို့ရလိမ့်မယ်လို့မောင်းမိနေ။သတိပါဠိတော်အင်္ဂုတ္တပါဠိတော်မှာသေချာဟောပါတယ်။ ဒါပြန်ရှင်းပြခွင့်ရတဲ့ဓမ္မတွေမှတ်ဖို့ရကဘယ်ရေးပါလိမ့်မလဲလို့ဆိုတာကောက်ညှုတ်ချက်ချလိုက်တော့သင်္ခါရတရားအနိစ္စမြင်မှသစ္စာလေးပါးမြင်သင်္ခါရတရားကိုသစ္စာလေးပါးမြင်နိုင်မယ်တဲ့သစ္စာလေးပါးမြင်မှလည်းသောတပတိမရမယ်သောတပတိမရမှလည်းသောတပတိဖို့ဖြစ်မယ်ဓမ္မနဲ့ဓမ္မတွေကိုအောင့်မကခြေခံပြီးဓမ္မတရားန္တာဖြစ်မယ် ဆိုတော့တရားကျွဲတရားသစ်တို့မှတ်เสียကဒီဆင်းဘသူလိုရင်းလဲဆိုတဲ့ဥစ္စာရှားဖို့အရေးကြီးလာပါတယ်မကြည့်ဘူးလားမကြည့်ပါဘူးဩသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးပါကလားသဘောကျသင်္ခါရတရားကိုသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးဆိုတော့ဩဒါဖြင့်သတ္တဗန္ဓရကနာကံ ရှိခြင်းလို့ရှိရင်ဝါယန္တာဖြစ်ခြင်းဝါနိဗ္ဗာန်မျက်မှောက်ပြုခြင်းရလို့ရှိရင်ဖြစ်ပြန်လို့တဲ့သင်္ခါရတရားကိုအနိစ္စမြင်ဖို့ဟာစိတ်နံပါအရေးကြီးတယ်ဆိုတော့ယနေ့လေးနဲ့ဆိုပြောသင်္ခါရတရားကိုအနိစ္စမြင်ဖို့ရာစိတ်နံပါအရေးကြီးတယ်လို့တရားကျွတ်တရားသစ်တို့မှတ်ဖို့သဘောပါကြဒီတရားကလုံးမှာတရားအလုံးရှိနေတယ်ဆိုတာဖြင့်တရားကျွတ် အားလုံးခွင့်တဲ့တရားဓမ္မတွေ။ဩသင်္ခါရတရားအနိစ္စမမြင်ပဲနဲ့။ဘယ်နည်းနဲ့မှသောတာပန်တရားကအနာဂဟန္တာဆိုတဲ့နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုတာကိုဆုံးဖြတ်ချင်ချလိုက်တယ်။ဒီတလုံးအားရဓမ္မတို့ကသေသေးကွေးကွေးအဓိပ္ပာယ်နဲ့မယူပဲနဲ့။တရားကျွဲကဩဒီတလုံးအရေးကြီးဆုံးပါလားဆိုတာကိုတရားသစ်တို့ကယူရတာ။ဒါကြ သင်္ခါရတရားကိုအနိစ္စမမြင်ခဲ့တော့သစ္စာမြင်သစ္စာမမြင်ခဲ့လို့ရှိရင်စက်ကုံဥဒ္ဒဘာတိညာနာဥဒ္ဒဘာတိအာလောကဥဒ္ဒဘာတိဝိဇ္ဇာဥဒ္ဒဘာတိဆိုတော့ဘယ်တော့မှမဖြစ်ဘူးမှတ်လိုက်တော့တော်တော်ဗာမတိနိုင်ဘူးပြောတာပါပဲဒါဖြင့်အာလုံးတရားတော်လုံးမှာမျိုးစုံလာကြတဲ့ဓဃာမတွေဘာရည်ရှိနေတယ်ဆိုတော့ဆရာဘုန်းကြီးထိုင်ကြဲက ်ဘယ်လိုကျေးဇူးဝါဆောင်ပြီးဒီကလာဘာသိမှသာလင်ဒီဓရမတွေကိုဘုန်းကြီးကလည်းကဲတင်ရရောက်ဒီဓရမတွေလည်းကဲတင်မှုကိုလက်ခံရရောက်မယ်ဆိုတဲ့ဥစ္စာစဉ်းစားပါတော့ဘာရေးကြည့်ပါလဲသင်္ခါရတရားအနိစ္စမြင်ဖို့တစ်ချက်ဟာဖြင့်ဆရာဘုန်းကြီးကလည်းမမြင်မြောင်ပြောရတယ်သမ ्या တို့ကလည်းမမြင်မြင်ရှိပါလိမ့်မယ်။ဤနှစ်ချက်ညီလို့ရှိရင် ဆရာတကာဒီနိဗ္ဗာန်သွားမဲ့လမ်းညွန်ကောင်းနဲ့နိဗ္ဗာန်လိုက်မဲ့လောက်လည်းကောင်းဖြစ်တော်တာပဲမှန်ပါဗျာဒီတရားဘာမှအရင်မကြည့်ဘူးဒါသိနေကြည့်မှန်ပါဗျာသဘောပါကြမှန်ပါဗျာဟုတ်ပြီဒါဖြင့်တပည့်တော်ဘုရားကဲတင်ဖို့ရာအကြောင်းနဲ့အချိန်နဲ့စိုက်ပါပြီအဲ့တော့သင်္ခါရတရားပြောပါလေသင်္ခါရသိမှအနိစ္စသိမှမှန်ပါဗျာသင်္ခါရမသိရင်မှန်ပါဗျာ မိစ္ဆာမသိနိုင်တော့ဘုန်းကြီးကဓမ္မတွေဩသင်္ခါရပြောရတော့မယ်အဲ့ဒီသင်္ခါရကိုမှဆရာဘုန်းကြီးကဟောတာနေသင်္ခါရကကြိုတကတဲ့ဒါသင်္ခါရဟောဒီတရားဟာအနိစ္စာအဲ့ဒါခမညာနဲ့မြင်အောင်ကြည့်ဒါမြင်ကြည့်ပြီးလို့ရှင်သစ္စာသူကိုယ်ရင်းကသစ္စာဖြစ်ပြီးခမရတို့မဉဏ်ပေါ်အမှုထမ်းလိုက်မယ်သဘောကျလား ဩဒါဖြင့်ပမညာရေးမဟုတ်ပါလားလွန်လွန်ကြီးတဲ့ရေးပါလားဆိုတာကကျွဲတကတဲ့မှတ်မိတယ်နိဗ္ဗာန်ရောက်ခြင်းလို့ရှိရင်ဖြင့်ဘာရေးကြီးဟောပါသင်္ခါရကိုအနိစ္စမြင်အောင်ဆိုတော့အလွန်ရေးကြည့်မယ်အဲ့ဒီသင်္ခါရအနိစ္စမြင်အောင်ကိုစတော့မယ်ဆိုတာလေးနဲ့ဆိုပဲနတ်တယ် အဲဒီကဓမ္မသင်္ခါရတရားပြပါတော့မယ်သင်္ခါရတရားပြတော့မယ်ဒီကဓမ္မတို့သင်္ခါရတရားဆိုတာသူများပြုပြင်လို့ခေါ်တဲ့တရားသဘောကျသူများပြုပြင်လို့ခေါ်တဲ့တရားဘာတရားခေါ်ကြဥပမာလေးခြေဘင်းကနည်းနည်းလေးပြောပြပါမယ်ဥပမာလေးခြေဘင်းကနည်းနည်းပြောပြလိုက်တော့အခုကမှဒီမှာခြေမပယ်သေးသေးပေါ့နော် ပဲတိတွေပေါ်တော့ဒီပဲတိတွေဟာရေရေကပြုပြန်လိုက်လို့ရေရေပဲစိကပြုပြန်လိုက်လို့ပဲတိချက်ရေ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 ပဲစိကပြုပြန်လိုက်တာ ਨੇ ဘာဖြစ်လဲဒါပြန်ပြုပြန်တဲ့တရားတွေကပြုပြန်လိုက်လို့ပဲတိဟာဖြစ်ပေါ်ပေါက်လာတော့ပဲတိဟာသင်္ခါရတရားသဘောကြဒါပြန်ပြုပြန်လို့ပေါ်လာတဲ့တရားဘာတရားခေါ်ကြလဲ ဲ့ဒီရိမ့်ပြီပြုပြန်လို့ပေါ်လာတဲ့တရားဗာတရားခေါ်ကြဩဒါဖြင့်နေရကြပါပြီပြုပြန်လို့ပေါ်တဲ့တရားဟုသိဖြင့်သင်္ခါရတရားတော့ဖြင့်တပည့်တွေတို့ရိမ့်မိပါပြီဘယ်ဟာမဆိုးလူလက်ကံစိတ်ဥပါဒကပြုပြန်လို့ပေါ်လာတာပဲသဘောကျလူယုံနိုင်တယ်ဘယ်လိုပြုပြန်လို့ပေါ်လာလဲ အဲယုတ်တရားမှာကံစိတ်ဝိပါဒကပြုပြင်လို့ပေါ်လာတယ်ဆိုတာကလည်းဟောတာဖြင့်တို့တို့ခန္ဓာကြီးကဘာတရားပါလိမ့်မလဲလို့စဉ်းစားတော့ပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်သူပဲထဲရောက်ပေါ်ပါလိမ့်မယ်။ဩော်ဒါဖြင့်ဒုက္ခန္ဓာကြီးကဘာပါလိမ့်မလဲလို့ဉာဏ်နဲ့စစ်စစ်ဝေဖန်လိုက်တော့မှသင်္ခါရတရားကြီးပါလား။မှန်ပါဗျာ။ပေါ်လာပြီနော်။မှန်ပါဗျာ။သင်္ခါရတရားသိရပါလား။သိရပါဗျာ။ ပြုပြန်လို့ပေါ်လာတဲ့တရားကိုဘာတရားခေါ်ရသင်္ခါရတရားလို့လေးစားစွာနဲ့မှတ်ထားတယ်နော်အဲ့တော့ဘုရားကဘုရားကဟောလိုက်တာကတခုသောသင်္ခါရကိုကွာအနိစ္စမမြင်ခဲ့တော့သစ္စာမြင်တဲ့မညာမရဘူးတခုသောသင်္ခါရကိုအနိစ္စမမြင်ခဲ့တော့ အဲသစ္စာလေးပါးသိတယ်မိုင်းညာမရနိုင်ဘူးလို့တရားကျော်ဟောထားတယ်တော့ဩော်ဒါဖြင့်သင်္ခါရတရားမှမသိတဲ့ပုဂ္ဂိုလ်များမိုင်းညာရဖို့ရဘယ်လိုပင်အပေါ့ဆူတောင်းရတယ်လဲငောရုံမရှိငောရုံမရှိမယ်ဆိုတော့သုံးခဲ့ချတာသင်္ခါရတရားကြောင့်မှမသိတာသင်္ခါရတရားကမှအနိစ္စကြရပါဘူးသင်္ခါရတရားကမှပါဗျာအနိစ္စပါဗျာ ဒါဖြင့်သင်္ခါရတရားမှမသိသေးတဲ့ပုဂ္ဂိုလ်ဟာအနိစ္စသိကြံပါလေဆိုတော့တင့်မှမသိပဲနဲ့နှိမ့်ကျော်တက်လို့ရမှာမဟုတ်ဘူး။သဘောပါကြ။ဩဒါဖြင့်ဘုန်းကြီးတို့ဃာရမတွေလက်ဥစ္စသင်္ခါရကိုသိဖို့အရေးကြီးပါလေလား။ဒီသင်္ခါရကမှနောက်အနိစ္စကိုသူကလမ်းညွှန်ပြမှာဘူး။ဒါကြောင့်သဘေသင်္ခါရအနိစ္စလို့ဖယားရင်မစွန့်ကြဘူး။ဖယားရင်စွန့်ရ သဗ္ဗေသင်္ခါရအနိစ္စသင်္ခါရတရားကောအနိစ္စလမ်းဆုံးပါလေသဗ္ဗေသင်္ခါရဒုက္ခအင်းသင်္ခါရတရားဒုက္ခလမ်းဆုံးပါလေပြောလားသဗ္ဗေဓမ္မအနတ္တအလုံးစုံသောဓမ္မတွေအနတ္တလမ်းဆုံးရပါတယ်လို့ဒီပါဠိတော်တွေထောက်ကြည့်ကြမှာဩသင်္ခါရတရားမှာမသိတဲ့ပုဂ္ဂိုလ်ကအနိစ္စသိဖို့ဒုက္ခသိဖို့အနတ္တသိဖို့ဘယ်တော့မှမဖြစ်ပါကလားမှန်ပါပါဘောလာဘူးလားမှန်ပါပါ ဘယ်တော့မှမဖြစ်ပေါ်နိုင်တော့ဘေကကာလမှာသစ္စာသိတဲ့မဲ့ညာဆိုတာခန္ဓာကိုယ်ရဲ့ပေါ်ဖို့ရာအကြောင်းနည်းနည်းမှမရှိဘူးရှိပါဘူးရှိပါဘူးရှိပါဘူးအဲ့ဒီညာမှမပေါ်လာလို့ရှိရင်ဒီညာပေါ်မှဒိဋ္ဌိဝိသေသီလပရဗြဟ္မသတွေတတ်တဲ့ပြေကလာပယ်လေးပါးကပြေရမှာမှန်ပါဘူးဒီမဲ့ညာမှပေါ်ပဲနဲ့ပယ်ကပိတ်ပါမှာမှန်ပါဘူးအပယ်ကမှမပိတ်ခဲ့ရင်ရှိတော့တဲ့ဒကာဓမ္မတို့သံဃာမေရောက်ရဘုရားမှာ အပေသွားစေတဲ့မျိုးစေ့တွေသုံးလို့သွန်လို့သွားလိုက်မှာမဟုတ်တော့ဘူး။အနုတ္တရသဘောနဲ့အမြဲတမ်းရှိနေနိုင်မယ်လို့ဆုံးဖြတ်ချက်ချပါဘူး။ဘလောက်ရေးကြီးတယ်ဆိုတော့ကဲကျေးမိလား။ဒါကြောင့်ဘုန်းကြီးကဒီနေ့ရေးတိပဲကဓမ္မတွေကိုသိပို့ဆောင်ပေးနေတယ်ဆိုတော့ခင်ဗျားတို့ကလမ်းမှန်ပဲလမ်းတော်ပဲလမ်းပြောင်းပဲဆိုပြီးကလည်းဉာဏ်သွတ်သွတ်နဲ့ခင်ဗျားတို့ညံ့လို့လို့လေပါ။ ညာတော့ကနဲ့ညာညာလို့လို့ပါတဲ့တခါတည်းတခါကျွဲလို့တိုက်သွန်းတာကခင်ဗျားတို့ရထားတာကဘာတရားကြီးအနိစ္စလန်းဆုံးသွားလို့နောက်တင်ခါရမပေါ်ရင်ခင်ဗျားတို့သုတ်တန်ရောက်ပါဘူးသဘောကျသင်္ခါရတရားဖြစ်သွားတင်္ခါရတရားဆိုဘယ်လန်းဆုံးလဲကဲနောက်တင်ခါရမလာဘူးဆိုတော့သုတ်တန်ရောက်ပါကိုဧကံမြန်တကယ်မြန်ပြီးဒီကလာတာ သူဓမ္မသဘောကိုကဒီတိုင်းဖြစ်နေတော့ဩသင်္ခါရတရားအနိစ္စလမ်းဆုံးတော့တို့ကလည်းသင်္ခါရအနိစ္စကြီးပါကလားအချိန်ဆိုင်လို့မရတဲ့ခန္ဓာပါကလားပေါ်လာသေးဘူးလားအချိန်ဆိုင်လို့ရကြအဲ့ဒါဒကာဓမ္မတွေကမသိတော့နေပြန်ပါလို့မဲ့တစ်ဘက်ကပဲသွားမယ်တဘက်ကကြရရင်ဖနေ့ကကြတော့ဘယ်လိုပြန်လာပြီဘယ်လိုစီစဉ်မယ်ဘယ်လိုလုပ်မယ်ဘယ်လိုကင်မင်းနဲ့ ်တကယ်ကျတော့စိတ်ကူးတွေကဒီလိုပါလားမှန်ပါဗျာစိတ်ကူးတွေကဒီလိုဖြစ်ပေးတကလားနေတော့ဘယ်နဲ့ကြောင့်ဒီစိတ်ကူးရှိပါလိမ့်မလဲလို့မျိုးကမလို့ဘူးလဲမှန်ပါဗျာဒါတော့သင်္ခါရနဲ့အနိစ္စကိုသူ့ဉာဏ်နဲ့မြင်ကိုမမြင်လို့စိတ်ကူးရှိပါလားမှန်ပါဗျာသဘောကျသင်္ခါရဆရာအနိစ္စအခုသင်္ခါရခဏနေအနိစ္စ အခုပေါ်လာတာကသင်္ခါရခဏနေတော့နော်သင်္ခါရနဲ့အနိစ္စရှားတယ်မှာဘာများရှားသေးသရောလို့ဒကာရမတွေကမေးဖို့လိုလားဒကာရမတို့အဖြစ်ဟာသင်္ခါရအပြည့်ဟာအနိစ္စပဲမရှားပါဘူးသဘောကျနောက်ဖြစ်မလာရင်လည်းခင်ဗျားတို့ဒီအနိစ္စနဲ့ပဲတုတ်တံပို့ရတယ်သဘောပါဒါဖြင့်စိတ်ကူးရှည်ဓမ္မများအတွက်ကပပ္ပရဒိဋ္ဌိကိုခေါ်တယ် စိတ်ကူးရှည်ဓမ္မများတို့တခါကြည်ရှင်းမလားပို့ရရမှာခမားနေပြီးဒီကလာသင်္နေနဲ့ကြီးကျယ်ကြီးလှုပ်လိုက်ဦးမဟာဆိုတာဗာရိတိရှင်မြတ်နောက်ကြီးရပေါ်လာမှတခါတက်တို့ကလည်းအင်းကိုယ့်ရဲ့ကံနေသင်္နေကြီးလှုပ်လိုက်ဦးမဟာလို့ဆိုတာရောသက္ကရာရိတိဒါပြန်ဆိုဒီသက္ကရာရိတိကဘယ်ကလာတာပါလိမ့်မလဲအမေထုတ်ကိုလုံးလားမှန်ပါဗျာ အဲဘယ်နဲ့ကြောင့်ဒီသက္ကရာဒိဋ္ဌိတွေဓမ္မတွေသာနာကိန်းအောင်ပြီးတခါတော့အပယ်ချမဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့သက္ကရာဒိဋ္ဌိအောင်ပါလိမ့်မလဲလို့ဒကာကျဲတို့ဒကာတက်တို့မေးဖို့မလိုလားမလိုပါဘူးခွန်းနေတာတရားလက်ကန်ထားတယ်သင်္ခါရကအနိစ္စမမြင်လို့စိတ်ကူးရှည်တာဗျာမှန်ပါဗျာသဘောကျပါဘာတော့ပါစိတ်ကူးရှည်တော့ဗာဒိဋ္ဌိဖြစ်သွားမှန်ပါဗျာ ကျေစိတ်ကူးရှည်တဲ့ဥသာငါစိတ်ကူးရှည်လို့တော်တော်နေရာကြရတော့အောင်းမေအပိသတ္တဒိဋ္ဌိကအားပေးနေတာကိုမှန်ပါဗျာဘုရားအားပေးနေတယ်ဗျာရှင်းကြမှန်ပါဗျာငါကျေကြောက်ရကောင်းတယ်ခင်ဗျားတို့ကလည်းစိတ်ကူးရှည်ပြီးဒီကရနှစ်ပြန်ပါဖြစ်တော့မလို့လို့တစ်ပတ်ပါဖြစ်တော့မလို့နှစ်ပြန်တစ်ပတ်တကယ်ပြန်ကုန်နိုင်ပါဘူး ဘုံနိုင်လေအဲ့ဒါဒီစိတ်ကူးရှည်ကြီးရဒကာရမတို့ဘာမမြင်လို့ပါလိမ့်မလို့အဲသင်္ကာရအနိစ္စပဲလို့ဉာဏ်နဲ့မှဖြတ်ခနဲ့ဖြတ်ခတဲ့ဖြစ်တဲ့သင်္ကာရပြတ်တာအနိစ္စဆိုတာတွေကိုဒကာရမတွေကဉာဏ်နဲ့မှမကြည့်တော့ကိုယ့်အသိကိုမမြင်ဘယ်လိုဆိုကြပါကိုယ့်အသိကိုမမြင်လို့ရှိရင်မသေးဘူးဟာဆိုပြီးဒကာရကကြွရတဲ့ဒကာတစ်တူက ရှင်းနေဘ누구အညံ့ပေါက်ပြီဘ누구အတက်ထွက်ဥတော့မယ်ဆိုတဲ့ဥစ္စာတွေလှောင်ပြီးနေဝေါမျက်သာနေလိုက်သေးဘာဖြစ်နေတာရောလို့မေးတော့ဒိဋ္ဌိရဲ့ဗျာဒါကြောင့်သောမနသသကတံဒိဋ္ဌိကသံယုတ်တံဖြစ်ဝေါမျက်သာလိုက်သေးတယ်ဒိဋ္ဌိပဲပါလိုက်သေးရှင်းမလားရေကျဒီလိုများတစ်ခါတည်းစိတ်ကူးလေးနဲ့တယောက်ထင်းတော့ကျုံတဲ့အခါပါသေးတယ် အင်းကောင်းလတ်သာသာတံဒိဋ္ဌိကသံယုတ်တံဆိုတာမကြိုက်သေးဘူးလားခင်ဗျားတို့ကစာရဲတာသိတာကိုပြုံးတော့ဒါဟုတ်ဖြစ်မှာဘူးတော့အောက်မဲ့နေသေးအခုတော့ကိုပြုံးတာရင်းပြီကြားပါတယ်လုံးပြသောမနသာနဲ့ဒိဋ္ဌိရဲ့သောမနသာသာကတံသောမနဝမ်းမြောက်ခြင်းနဲ့တကွဖြစ်တော့ဒိဋ္ဌိကသံယုတ်တံမိစ္ဆာရိနဲ့ရှင်ပြီးပြုံးတာကွာပါပါရှင်းမလားဒါဖြင့်ဒိဋ္ဌိပြုံးပေါ့ဗျာပါပါဒါကြပါပြုံးပါဒိဋ္ဌိပြုံးပါ ြုံမှပြုံးပြီသေးတာခွာကြကုန်တာမဟုတ်ဟိုခရိယံပြုံးတာကတမျိုးခမရတို့ပြုံးတာကတမျိုးခရိယံပြုံးတာကဘုရားဓမ္မတွေဖန်ခြင်းပြိတ္တကာလထားတယ်ဆိုပြိတ္တကာလသူတို့လဲသတ္တရတိရှိအကြီးစားတဲ့ပြုံးတယ်ခမရတို့ကသတ္တရတိရှိအငယ်စားတဲ့ပြုံးတယ်ဒါပဲกว่าလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေသနာပါတယ် သနာပါရဲ့ဘာဖြစ်လို့သနာရုံဆိုတော့အော်သူ့ပြုံးဟာကမဲ့ရမယ်ပြုံးပါလားသဘောပါကြသူ့ပြုံးဟာပါပါလိမ့်သူဒိဋ္ဌိနဲ့နေတဲ့ပုဂ္ဂိုလ်ကငါပဲမသွားဘူးလို့ဘယ်တော့မှမဟုတ်ဘူးဆိုတဲ့ပါဠိတော်ကရှိသေးတယ်ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ကငါပဲဘယ်တော့မှမသွားဘူးလို့ငါဖျားလည်းမဟုတ်ဘူးရှေးဖျားလည်းမဟုတ်ဘူးနောက်ဖျားတွေလည်းဟောလိုက်နေမဟုတ်ဘူးမှန်ပါပါ သဘောကြဒါကြောင့်တော့လေးလေးနဲ့နဲ့မသိတော့လေတခါကျိုးတို့တခါတစ်တို့ကမျက်ပြန်တွေ့တော့နေရာချကောင်းပါရဲ့ဆိုပြုံးလိုက်တပည့်အတွက်တော့နေရာချကောင်းပါရဲ့ဆိုပြုံးလိုက်အားဒီနဲ့နေရာမကျနောက်နေကြတော့ကိုယ်ပေါင်းဖော်နဲ့ကိုယ်အသိနဲ့ဆိုလို့ရှိရင်ဖြင့်ကိုယ်ဆိုရတယ်ဆိုလို့ရှိရင်ဟန်ကြကောင်းပါသေးရဲ့ဆိုပြီးပြုံးလိုက်သိလို့မနေကြဘူးလားဘာပြုံးနေပါလဲမတော်ဘူးဒိဋ္ဌိပြုံးနေပါလား ပြုံနိုင်ပြုံနိုင်ခဲဦးနဲ့ဆောင်ထိုးတာမှတ်ပါမှန်ပါဗျာတပည့်ကြပြုံနိုင်ပြုံနိုင်ပြုံနိုင်ပါဗျာအဲ့ဒါပြုံလို့ရှင်တကယ်ဦးနဲ့ဆောင်ထိုးတာဒိဋ္ဌိနဲ့ပြုံတာတတ်တယ်မှန်ပါဗျာနတ်ပြန်ပါဖြစ်တော့မယ်တပည့်ပါဖြစ်တော့မယ်ဆိုတဲ့သူသတ္တရာရဟိနဲ့ပြုံမှန်ပါဗျာသတ္တရာရဟိရဲ့သောမနာတန်တဲ့ရှင်တဲ့သတ္တရာရဟိမှန်ပါဗျာသဘောပါကြမှန်ပါဗျာတကယ်ကြဲဒီလိုစစ်စစ်မြင်းမြင်းအမှန်ကို တကယ်တမ်းပြိစ္ဆာဓမ္မဘာအစ်စ်နဲ့အခုပေါ်လာတဲ့သောမနတဝေဒနာနဲ့သောမနတဝေဒနာဖြစ်ပြတဏှာနဲ့ထောလိုက်တော့သောမနတကပြုံးတာဟုတ်လားအဲ့ဒီသောမနတဝေဒနာဖြစ်ပြတဏှာမလားမှန်ပါပါတဏှာဖြစ်ပြဥပါဒံဆိုတော့ရှေ့အရှည်ကြီးမမြော်ဘူးလားမှန်ပါပါမြော်တာဥပါဒံပဲတွဲနေတာကဲရိပ်မိကြမှန်ပါပါဩဝန္ဒပြိစ္ဆာဓမ္မဘာကဤတိုင်းပါလားဆိုတာပေါ်လားမှန်ပါပါအဲ့ဒါကြောင့်ခွင်းကြီးတရားဓမ္မတွေကို ဩသခုသောတင်္ခါရကိုအနိစ္စမှာမမြင်လို့ခြင်းဖြင့်အကျုံးနဲ့ပြုတ်နေဦးမှာမဲ့ခြင်းနဲ့ဓမ္မရမဲ့နေဦးမှာငါမဖြစ်ရသေးခြင်းငါမဖြစ်ရသေးခြင်းဆိုတော့အတ္တရိနဲ့ကလည်းဓမ္မရမဲ့နေတာပဲ